ရန်နိုင်ဦးနဲ့အတူမှတ်တမ်းကောင်းတစ်ခုကိုစိုက်ထူနိုင်ခဲ့တဲ့မောင်မောင်လေးပရိသတ်များလုံးမဲမိန်လာမျိုး English Sport ကနေပြန်လဲကြိုးလိုက်ပါရင် နေ့ကကစားခဲ့တဲ့ Manchester United နဲ့ Arsenal ညောင်ပေါင်းတင်းတို့ပွဲအစဉ်မှာမြန်မာလူရေးစင်အသင်းကောင်းဆောင်မောင်မောင်လေးဟာလေးစင်အသင်းပေါ်ရန်နိုင်ဦးနဲ့အတူမှတ်တမ်းကောင်းတစ်ခုကိုစိုက်ထူနိုင်ခဲ့ပါတယ်။ဒီပွဲအစဉ်မှာ Arsenal ညောင်ပေါင်းအသင်းဘက်ကနေပါဝင်ကစားခွင့်ရရှိခဲ့တဲ့မောင်မောင်လေးဟာအသင်းအတွက်တလုံးတဲသောနိုင်ကိုကိုသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မောင်မောင်လေးဟာကမ္ဘာကျော် Manchester United ဘက်ကိုဂိုးသွင်းယူနိုင်တဲ့ပထမဆုံးမြန်မာကစားသမားဖြစ်မှတ်တမ်းတင်ရေးထိုးနိုင်ခဲ့ပါတယ်။ဒါပေမဲ့အခုလိုမျိုးအင်္ဂလန် Premier League မှာကစားနေတဲ့အသင်းကဂိုးသမားကိုဂိုးသွင်းယူနိုင်ခဲ့တဲ့ပထမဆုံးမြန်မာကစားသမားကတော့မောင်မောင်လေးမဟုတ်ခဲ့ပါဘူး။မောင်မောင်လေးရဲ့လေးစင်အသင်းပေါ်ဖြစ်တဲ့ရန်နိုင်ဦးဟာ Premier ်းလိဂ်ကလပ်မန်စီးတီးရဲ့ဂိုးသမားဖြစ်သူကိုဂိုးသိန်းယူခဲ့မှုတဲ့မှတ်တမ်းကိုပိုင်ဆိုင်ရရှိထားသူဖြစ်ပါရင် ရန်တိုင်းဟောမြန်မာလေးစင် UNESCO အသင်းနဲ့အတူ UNESCO ကမ္ဘာပလားဆင်နွဲကဲစင်တို့က American UNESCO အသင်းနဲ့ပထမဆုံးပွဲစဉ်မှာထိတဲ့ရင်ဆိုင်ခဲ့ရပါတယ်။အဲဒီပွဲမှာရန်တိုင်းဟောအဖွင့်ကိုကိုသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။တစ်ဘက်က American UNESCO အသင်းမှာဂုဏ်သမားအဖြစ်တာဝန်ယူခဲ့သူက Zachary Stephen ဖြစ်ပါတယ်။ Stephen UNESCO ကမ္ဘာပလားကစားခဲ့စင်တို့က Frankfurt မှာကစားပွားပွားဖျက်ဆီးခဲ့သူဖြစ်ပါတယ်။နောက်ဆက်ကောကုနေမှာတော့ Man City အသင်းထံပြောင်းရွှေ့ရောက်ရှိလာခဲ့သူပါ။ဒါကြောင့်ကျန်ကျန်မာမာဂုဏ်ယူပြီးတော့ပြောမယ်ဆိုရင်ရန်တိုင်းဟော Man City ဂုဏ်သမားကိုကိုသွင်းယူခဲ့မှုနဲ့မြန်မာဘောလုံးသမားအဖြစ်ထူးထူးခြားခြားမှတ်တမ်းဝင်ထားခဲ့သူဖြစ်ပါတယ်။ အခုမောင်လင်းဟာလည်းရန်တိုင်းဦးထက်ပိုကောင်းတဲ့မှတ်တမ်းမျိုးကို site ထုတ်သွားနိုင်ခဲ့တယ်လို့ဆိုရတော့မှာဖြစ်ပါရင်မြန်မာနိုင်ငံအနေနဲ့ဥရောပထိပ်သီးအသင်းတွေကိုကိုမီကိုရီပေါ်မှာဖိတ်ခေါ်ပြီးခြေစမ်းပွဲတွေကစားဝင်ရဖို့ဆိုတာခက်ပါရင် United လို့ level မျိုးပြောနေ Dortmund လို့မျိုး level မျိုးကိုတော့မှာဖိတ်ခေါ်ဖို့မလွယ်ဘူးလို့မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကတာဝန်ရှိသူတူကပြောဆိုခဲ့ပေါ်ပါရင်ဒီလိုအခြေအနေမျိုးမှာမောင်လင်းက United နဲ့ကစားမယ့် ASEAN ညီမောင်းအသင်းမှာရွေးချယ်ခံလိုက်ရပါရင်အခုတော့ United နဲ့ပြိုင်မဲ့အတွင်ရင်ဆိုင်ခွင့်ရယူနေမှာကဂိုးပါသွင်းနိုင်ခဲ့တာကြောင့် United fan point လေးမောင်လင်းအတွက်ကတော့အဖိုးမဖြစ်နိုင်တဲ့အမှတ်တရတစ်ခုကိုပိုင်ဆိုင်သွားခဲ့တယ်ပဲပြောရမှာဖြစ်ပါရင် ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့လောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရယ်ခင်ဗျာ